အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ MS Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တကယ်လို့မိတ်ဆွေကဗဟုသုတရဆရာပုံမြင်လေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် Channel လေးကို Subscribe လေးလုပ်ခဲ့ပြီးဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်တခါတော့ကပေါ့ကွယ်ဂျူဟီနဲ့ရာနူကတော့တောနာမှာရှိတဲ့ရွာတရွာမှာနေထိုင်ကြပါတယ်သူတို့အဖေဖြစ်တဲ့ရမေရှ်ကတော့ တော်ရဲကိုသွားပြီးတော့မှထင်းခုတ်ပါတယ်။တချို့သောသူတွေကတော်ရဲမှာလာပြီးတော့မှအပင်နေခုတ်ပါတယ်ပြီးတော့အဲ့ဒီအပင်နေနဲ့အိမ်ဆောင်ကြမလို့ဖြစ်တယ်။ဒါကြောင့်မလို့ရမေ့ရှ်ကိုလည်းခေါ်ပြီးတော့မှခုတ်ခိုင်းခဲ့ပါတယ်။တရက်မှဂျူဟီကပြောပါတယ်အဖေရဲ့တမိုံ90လောက်ပေးပါအောင်အဖေဂျူဟီကို90ပေးရင်လည်းတမိုံ90ပေးရမယ် ဟာညို့တွေကပတ်စံ50ဘာကြောင့်လိုချင်နေရတော့အဖေဟိုပါလေးမနီးကလေးတငယ်ချင်းတယောက်ကဟိုဘာလဲမသိဘူးစားနေတာအဲ့နာမည်တော့မေ့သွားပြီ ရူဟီပါအဲ့နာမည်ကပါခောက်ဆွဲလီဟုတ်တယ်အဖေခောက်ဆွဲစားချင်တာခောက်ဆွဲကြော်လီ50ပေးရင်ကိုရတယ်ပေးလိုက်ပါလားအဖေရဲ့အဲ့ဒီချိန်မှာပဲသူတို့ရဲ့အမေကလာပြီးတော့မှ ပြောပါတယ်တကယ်လို့ညို့ညက်ကိုပေါင်းပြီးတော့မှ တရားပေးလိုက်ပြီဆိုလို့ရှိရင်ခဏလေးနဲ့ကုံသွားမှလီ ဲ့ဒီတရားနဲ့အာလူသုံးလုံးရတယ်သိလားအဲ့ဒါကိုတပတ်လုံးမှစားလို့ရတယ်အဲ့ဒီအချိန်မှာအဖေဖြစ်သူကပြောတယ်မိမကြီးသူတို့ကိုမစူပါနဲ့သူတို့ကံမှာဘာပါလဲဆိုတာပြောလို့မရတာအမလီသူတို့ကံမှာဘာမှမပေါဘူးအဲ့ဒါများကျမအိမ်မှာလုပ်ပေးလို့ရတယ်ဟာငါသမီးတွေကခောက်ဆွဲပဲစားကြည့်နေဆိုလို့ရှိရင်တော့ခောက်ဆွဲပဲကျွေးရမယ်အဲ့လုံနေပဲအဖေကပတ်စံပေးလိုက်ပါတယ်သူတို့တွေကခောက်ဆွဲသွားဝယ်စားကြတယ် စားပြီးတော့မှအယံကိုပျော်ရွှင်ကြပါတယ်။အဖေခောက်ဆွဲကအယံစားလို့ကောင်းတာပဲ။အယံအရသာရှိတယ်။အခုတော့ခောက်ဆွဲနေ့တိုင်းစားရုံပဲ။အမေဖြစ်သူကပြောတယ်။အေးလေဒီတော့တထေးသားသမီးရေဆိုတော့နေ့တိုင်းစားကြမှာပေါ့။ဒီလောက်အများကြီးပတ်စံဘဲကနေရမှာတော့ဒီနေ့ကနေစပြီးတော့မှခောက်ဆွဲကြော်စားကျင်တယ်ဆိုလို့ရှိရင်ငါအိမ်မှာပဲလုပ်ပေးမယ်။အပြင်မှာဝယ်စားစရာမလိုဘူး။နားလေလား။ယောက်ျားရှင်လက်အလုပ်သွားပါတော့။သမီးတွေကိုအလိုလိုက်လိုက်ပြီးမပြည့်စင်းနဲ့ ဲ့လိုနဲ့ပဲရမေရှ်ကတော့တော်ရဲကိုသွားခဲ့ပါတယ်ပြီးတော့အပင်ကြီးကြီးတွေကိုခုန်နေရတယ်အဲ့လိုခုန်နေရင်လည်းရုပ်တရက်အနောက်ကအပင်က သူ့ပေါ်ကိုကျသွားခဲ့ပါတယ်။ဒါကြောင့်မလို့ခနာကိုမှရှိတဲ့အရိုးတွေကျိုးသွားခဲ့တယ်။ပြီးတော့သူကတိတ်သွားခဲ့ပါတယ်။သူတို့ရဲ့ဘဝမှာဒီလောက်ထိခက်ခဲတဲ့အခြေအနေလဲလာမယ်ဆိုတာကိုသူတို့ကမစင်စားခဲ့မိပါဘူး။ရောက်တန်းတိတ်လာမှ လေးရက်ပဲရှိပါသေးတယ်။မိမဖြစ်သူကတွင်းရင်တွင်းရင်နဲ့သွေးတွေတက်ပြီးတော့မ အုံနောက်သွေးချိုးပေါက်ပြီးတော့မှဆုံးသွားခဲ့ပါတယ်။ကလေးတွေအပေါ်မှာတော့ဒုက္ခတောင်ကြီးပြိုကျသလိုပဲဖြစ်သွားခဲ့ပါတယ်။သူတို့ရဲ့ဘဝကရက်သွားတဲ့အတိုင်းပဲဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကမိဘမဲ့ဖြစ်သွားကြပါတယ်။အဲဒီချိန်မှာပဲရှာနူကပြောတယ်။အမကြီးတမီးတို့ဘလို့အသက်ဆက်ရှင်ကြမှာရောအမေတို့အဖေတို့လည်းမရှိဘူး။စိတ်မစိုးရိမ်ပါနဲ့ညီမရဲ့ငါတို့ကနှစ်ယောက်ရှိတယ်လေ။နှစ်ယောက်လုံးအတူတူနေကြမယ်။ဒါပေမဲ့လည်းအမကြီးအဖေရှိတော့ကအဖေကပတ်စံရှာပေးတယ်လေ ပတ်စံရှာပြီးအိမ်ကိုယူလာပေးတဲ့အတွက်ကြောင့်မလို့တမီးတို့ကစားရတာလေအခုကျတော့ဘသူကပတ်စံရှာပြီးမှတော့ဘလို့စားကြမှာတော့အမကြီးခုတော်ရဲကသူတွေလေအပင်ခုတ်တဲ့သူတွေကပြောနေကြတာအဖေတီလို့ဆိုပြီးတော့မှအဲ့ဒီရော်ကြီးရမယ်လို့ပြောနေတာပဲအခုချိန်မှာတော့ညီမနှစ်ယောက်လုံးကအရန်ကိုစိတ်ညစ်နေခဲ့ပါတယ်သူတို့ကလုံမကို နားမလဲခဲ့ပါဘူးရှေ့ဆက်ဘာဖြစ်မလဲဘာလုပ်ရမလဲဆိုတာကိုလည်းမသိခဲ့ပါဘူးဒါနုကပြောပါတယ်အမကြီး အမေနဲ့အဖေဆုံးသွားတာခုနှစ်လတောင်ရှိပြီတမီးတို့ကဘယ်အစားအသောက်ကိုမှခေါင်းခေါင်းကိုမစားရအောင်နော်ခေါက်ဆွဲစားခြင်းလိုက်တာအေးကွာငါလည်းစားခြင်းတယ်ဘာလို့ရမှန်းမသိဘူးပြီးတော့အဖေဆုံးတာကိုလည်းရော်ကြီးကအခုချိန်ဒီမရသေးဘူးလေအခုချိန်မှာတော့ငါတို့စားဖို့အတွက်ဆိုပြီးတော့မှ အနီနာချင်းကပေးလိုက်တယ်ဒါပေမဲ့ဒီလိုမျိုးကဘလောက်ထိလုပ်ပေးနိုင်မှာတော့ဒါဆိုရင်အဖေလှုပ်လှုပ်တဲ့တော်ရဲကိုသွားမယ်လေ ပြီးတော့အဲဒီကပိုင်ရှင်နေရှိကနေနေပြီးအဖေဆုံးထားတဲ့ကြော်ကြီးကိုတောင်းရအောင်အဲ့လိုနဲ့ပဲရာဟုနဲ့ဂျိုလီကတော့တော်ရဲကိုသွားပြီးတော့မှအဲဒီကပိုင်ရှင်ကြီးကိုပြောပါတယ်ကူလီရေသမီးတို့ရှိမှစားဖို့အတွက်ပတ်စံမရှိဘူးအိမ်မှာပတ်စံရှာပေးနိုင်တဲ့သူလည်းမရှိဘူးဒါကြောင့်မလို့သမီးတို့ကိုအဖေရဲ့ရော်ကြီးပေးလိုက်ပါအဲ့ဒီချိန်မှာပိုင်ရှင်ကပြောခဲ့တယ်သမီးကြီးကုလီတို့ကအကုန်လုံးစုံစမ်းပြီးသွားပြီ။သမီးတို့ရဲ့အဖေကအပင်ပြီးပြီးတော့ဆုံးသွားတာတဲ့ အဖွဲအစည်းနဲ့မဆိုင်ဘူးတဲ့လေဒါကြောင့်မလို့ရောကြီးမပေးဘူးတဲ့ဒါပေမဲ့သမီးတို့ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပတ်စံနေနေပါတော့ဆုထားတာရှိတယ်အခုချိန်မှာတော့ဒီလောက်ပဲသမီးတို့ကိုကူညီပေးနိုင်တယ်အဲ့လိုနဲ့ပဲသူတို့ကို2000ခွဲပေးခဲ့ပါတယ်ဒီချိန်မှာတော့အဲ့ဒီပတ်စံကသူတို့ညီမအတွက်အရန်ကိုတန်ဖိုးကြီးရဲ့ပတ်စံပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကပတ်စံယူပြီးတော့မှအိမ်ပြန်လာခဲ့ပါတယ်ညအချိန်မှာညီအမနှစ်ယောက်လုံးအိယာပေါ်မှာလဲနေကြပါတယ်။ရာနူးကပြောတယ် ာဖြစ်တာတော့အမရဲ့အိမ်မပျော်နေဘူးလားအမဘာစဉ်းစားနေတာတော့အခုပတ်စံလည်းရပြီပဲဟာ ਉ အေးဟုတ်တယ်ပတ်စံတော့ရသွားပြီလေဒါမဲ့ဒီပတ်စံနဲ့ဘယ်နှရက်အထိသုံးနိုင်မှာတော့ဒီပတ်စံနဲ့ရက်နေနေငယ်ကြာလို့ရှိရင်ပုံသွားမှာပဲလေဒီပတ်စံသာကုန်သွားရင်ထပ်ပြီးပတ်စံတွေဘယ်ရရမှာတော့ဆိုတဲ့ဟာကိုစဉ်းစားနေတာဟုတ်သားပဲအမရေဒီအကြောင်းကိုတမီစဉ်းအောင်မစဉ်းစားမိဘူးဒါနဲ့ငါတို့ဒီပတ်စံနဲ့အလုပ်တစ်ခုခုလုပ်ကြမလားအင်းလုပ်ကြမယ်လေအမ ဒါပေမဲ့ဘာလှုပ်လှုပ်မှာတော့မနှက်ဖြန်မှာစဉ်းစားကြရအောင်အခုတော့အိတ်လိုက်တော့နော်မနှက်ဖြန်ကြရင်နေ့အတွက်ခောက်ဆွဲကြော်ပြီးမယ်အဲ့လိုနဲ့ပဲမနှက်ရောက်လာခဲ့ပါတယ်အလောက်တွေလှုပ်ပြီးတဲ့အခါမှာတော့ရူဟီကပြောတယ်အမကြီးဘာအရန်စားတဲ့ခောက်ဆွဲကြော်ပြီးတော့လीအေးပါညီမကြီးခဏလေးစအောင်အမအခုလှုပ်ပြီးတော့လာခဲ့မယ်အဲ့လိုနဲ့၅မိနစ်မှာပဲခောက်ဆွဲကြော်ပြီးတော့ယူလာပြီးခဲ့ပါတယ်ရူဟီကပြောတယ်အမကြီးအမကြော်တဲ့ခောက်ဆွဲကြော်ကလေအရန်အရသာရှိတာ တခြားသူရင်နဲ့လည်းမတူဘူးစားပြီးရင်စားကျင်နေတာအကယ်လို့အမသာခောက်ဆွဲကြော်ဆိုင်ဖွင့်လိုက်လို့ရှင်ရင်တော့သမီးကတစ်ချိန်လုံးထိုင်စားနေမှာဟုတ်တယ်ဟာအမကလည်းပြန်ပြီးစဉ်းစားနေပြန်ပြီလားအေးဟုတ်တယ်ညီမကြီးငါစဉ်းစားနေတာငါလည်းခောက်ဆွဲအမလည်းခောက်ဆွဲကြော်ဆိုင်တဆိုင်ဖွင့်ပြီးတော့မှညီမလေးကိုကျွေးနေချင်တာတာနုကြီးအမေကလည်းအိမ်မှာလဲခောက်ဆွဲကြော်ပေးတယ်ဒါပေမဲ့ဘာမစလာထဲရလဲဆိုတော့ငါသတိမရနေဘူး အမေခောက်ဆွဲကြော်တဲ့အချိန်ဘာတွေထည့်ရလဲဆိုတာငါလည်းမသိတော့ဘူးကွာအမေကြော်တဲ့အချိန်ကြလို့ရှိရင်လုံးမဆိုင်အတိုင်းပဲနော်ဟုတ်တယ်အမကြီးသမီးကမဆလာလောက်တက်တယ်လေတကယ်တော့အမေခောက်ဆွဲကြော်တဲ့အချိန်သမီးကိုယ်တိုင်ပဲမဆလာလောက်ပြီးတာဟာအဲ့ဒါဆိုရင်တော့ရသွားမှာပေါ့ဒါနဲ့အမကဘာကိုစဉ်းစားနေရတော့ငါတို့အခုခောက်ဆွဲဆိုင်ဖွင့်ကြမယ်လေအဲ့လိုနဲ့ပဲရောကျေးရတဲ့ပတ်စံနဲ့ပဲသူတို့တွေကစေးသွားပြီးတော့မှခောက်ဆွဲကြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကို သွားဝယ်ခဲ့ကြပါတယ်။အဲ့လိုနဲ့ပဲဈေးထဲမှာလဲလီတစ်ခုလုပ်ပြီးတော့မှအဲ့ဒီပေါ်မှာခောက်ဆွဲကြော်ဖို့ပစ္စည်းတွေထားပြီးတော့မှ ခောက်ဆွဲကြော်ခဲ့ကြပါတယ်။လာကြပါအောင်မြို့ခောက်ဆွဲကြော်လေးစားသားကြပါအောင်အရန်ကောင်းနေတော့အရသာကတော့ရှယ်မိုက်တယ်လူတယောက်ကလာပြီးတော့မေးတယ်ခောက်ဆွဲကြော်ကဘယ်လိုမျိုးလဲငါ့ကိုလည်းပြပါအောင်ဦးလေးတပကံဦးမှာ200ပဲရှိတယ်အဲ့တော့မကြည့်ပါနဲ့တော့တခါလေးစားသွားလိုက်ပါပြီးအိမ်အတွက်ပါတခါလေးထုတ်သွားလိုက်နော် ဟုတ်ပြီဟုတ်ပြီဒါဆိုလို့ရှိရင်တပကံတော့ပြီးပါထိုလူကစားပြီးတော့မှ ပြောပါတယ်ဟာအရန်စားလို့ကောင်းတာပဲအရန်မိုက်တယ်အရသာကတော့ငါတို့အိမ်မှာအလုတ်လာလုတ်ပြီးမလားဟင်ခမရတို့အိမ်မှာဟုတ်လားဟုတ်တယ်ငါတို့အိမ်မှာလက်ဖေးဆိုင်ရှိခွင့်ထားတယ်လေငါတို့လက်ဖေးဆိုင်အရှိမှာပဲဒီတို့ခေါက်ဆွဲဆိုင်ဖွင့်လိုက်လေငါတို့လက်ဖေးဆိုင်မှာလူတွေအများကြီးလက်ဖေးအသားဖို့လာကြတယ်အဲ့ဆိုသူတို့တွေကခေါက်ဆွဲကြော်တွေဝယ်စားကြလိမ့်မယ်လေခေါက်ဆွဲကြော်ကြိုက်ပြီးတော့မှ တပည့်ဆိုင်ကိုတွေ့လို့ရှိရင်လည်းလူတွေအများကြီးလာကြလိမ့်မယ်လေအဲ့လိုနဲ့ပဲသူတို့တွေကတော့ဒီအချက်ကိုလက်ခံလိုက်ပါတယ်နောက်ရမှာလက်ပည့်ဆိုင်အရှိမသွားပြီးတော့မှခောက်ဆွဲဆိုင်ဖွင့်ကြတယ်အဲ့လိုနဲ့ပဲတဖြည်းဖြည်းနဲ့ပဲခောက်ဆွဲအများကြီးလာဝယ်စားကြတယ်လူတွေအများကြီးလာဝယ်စားကြလို့ခောက်ဆွဲတောင်မှကုန်သွားခဲ့ပါတယ်နောက်ရမှာတော့ခောက်ဆွဲတွေအထက်ကပိုများပြီးတော့မှလှုပ်ထားခဲ့ပါတယ်ဒါပေမဲ့လည်းအိမ်ဒီမှာလည်းအဲ့ဒီခောက်ဆွဲတွေကကုန်သွားခဲ့တယ် သွားပြီးတာတော့မှလူတွေကထက်ပြီးတော့ခေါက်ဆွဲကြော်လာဝင်နေကြသေးပါတယ်။အဲ့ဒီအချိန်မှာတော့ကျန်းရောင်းကောင်းတဲ့အတွက်ကြောင့်မလို့သူတို့ညီမနှစ်ယောက်ကအရန်ကိုပျော်ရွှင်နေကြတယ်။သူတို့ရဲ့ခေါက်ဆွဲတွေဒီလောက်ထိရောင်းရမယ်ဆိုပြီးတော့မှသူတို့ကမမျှော်လင့်ထားမိပါဘူး။ဒီနေ့ဒီနေ့မှာတော့ခေါက်ဆွဲကြော်အရန်ကောင်းကြံတဲ့ရင်ကဟိုတယ်တစ်ခုမှာရောက်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ဟိုတယ်ပိုင်ရှင်ကသူတို့ကိုလာပြီးတော့မေးခဲ့ပါတယ်။အမီးရေခေါက်ဆွဲကြော်ကိုလေဦးလေးတို့ဟိုတယ်မှာလာပြီးတော့လုပ်ပေးလို့ရမလား။အဲ့လိုလုပ်ပြီးလို့ရှိရင် အခုသမီးတို့ရနေတဲ့ပတ်စံထက်လေးစားပို့ပြီးတော့ပေးမယ်။အဲ့ဒီချိန်မှာတော့ညီမနှစ်ယောက်လုံးကပို့ပြီးတော့မှပျော်နေခဲ့ပါတယ်။သူတို့တွေကပြောခဲ့တယ်။ကျမတို့တီချာပေါက်ကိုအလုံးလုံးမှာပါ။အခုချိန်မှာတော့သူတို့နှစ်ယောက်ကဟိုတယ်မှာခေါက်ဆွဲကြော်ပါတယ်။လအနှင်းငယ်ကြတဲ့အချိန်မှာဂျူဟီကအတွေးတစ်ခုရခဲ့ပါတယ်။ငါတို့ဘယ်အချိန်ထိသူများတွေရှိမှလိုက်ပြီးအလုံးလုံးနေရမှာတော့။ကိုပိုင်ဆိုင်လေးတစ်ခုဖွင့်လိုက်လို့ရှိရင်ဆိုင်လဲကိုပိုင်ဖြစ်သွားမယ်။ပြီးရတဲ့ပတ်စံတွေလည်းကိုပဲရမှာပဲ။ အဲ့လိုနဲ့ပဲသူတို့ညီမနှစ်ယောက်ကတော့စားတောက်ဆိုင်ဒီဇိုင်းဖွင့်ခဲ့ပါတယ်အမဖြစ်သူကပြောတယ်ညီမကြီးအမတို့စားတောက်ဆိုင်နာမည်ကလည်းတော်တော်ကြီးနေပြီတော်တော်များလူတွေကလာပြီးစားနေကြတာအမေနဲ့အဖေသားအခုချိန်ရှိလို့ရှင်ဘယ်လောက်ထိပြောနေမှာရောနော်ဟုတ်တယ်အမပြောတာမှန်တယ်ညီမကြီးအမတို့ဒီလိုအောင်မြင်တာဆိုတာကမိမတွေကြောင့်ပဲဟုတ်တယ်အဲ့လိုနဲ့ပဲညီအမနှစ်ယောက်လုံးကတော့အမေဖေကိုတတိယလိုက်ပါတယ်ပြီးတော့အလောက်ကိုဆက်လောက်ကြတယ်အကယ်လို့ စွဲတာမလျှော့ဘူးဆိုလို့ရှိရင်တော့မိဘမရှိတဲ့သူတွေတောင်မှအောင်မြင်မှုကြီးကြီးမားတစ်ခုကိုရယူနိုင်နေဒီပုံမြင်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီ channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်